အားလုံးမင်္ဂလာပါဖူအော်ဖရန်စီဝလာကျွတ်သွားပါတယ်ဒီတစ်ပတ်စနေနေ့ကနေ့မှာဆိုရင်ပရီးမီးယားလိဂ်ပွဲ17တည်းဆက်ပြီးတော့ကစားမယ်ဒီတစ်ပတ်ပွဲတွေကိုကြည့်မယ်ဆိုရင်တကယ်တော့ကျွန်တော်ဒီအကျင့်ငယ်ရှိတဲ့ပွဲတွေကစားကြမယ်ဆိုတော့ဒီပွဲတွေပြပြဆိုရင်မပေးစရာကိုကြည့်မယ်ဆိုရင်အပြောင်းလဲအများကြီးဖြစ်သွားနိုင်ခြေရှိတယ်ဆိုတော့ဒီပွဲတွေရဲ့ပွဲကြိုးအမြင်တွေပြောကြည့်ရအောင်စနေနေ့ည9:00နာရီမှာဆိုရင်တစ်ဖက်ကကျွန်တော်စပါးရင်တဲ့ပွဲစဉ်ရှိတယ်ဒီပွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီစပါးရဲ့အိမ်ကွင်းမှာဆိုရင် ကစားရမယ် နှစ်သိန်းလုံးကိုကြည့်မယ်ဆိုရင်ဒီဘွက်ကပြောမယ်ဆိုရင်အနိုင်ရရှိဖို့အကိုစီလိုအပ်ကြတဲ့နှစ်သိန်းလုံးကိုကြည့်မယ်ဆိုအဖက်ကဟာမိုးကိုကြည့်မယ်ဆိုရင်လုံးဝကျွန်တော်ဒီမရှိဘူးပြောမယ်ဆိုအမှတ်တူနေတာတွေ့ရတယ်ဒီနေရာမှာစပါးကိုကြည့်မယ်ဆိုရင်တို့ကအစင်း6ရနတ်ကိုကြည့်မယ်ဆိုရင်တို့ကအစင်း8ကိုရောက်နေတယ်အမှတ်ကိုကြည့်မယ်ဆိုရင်လုံးဝပြောမယ်ဆိုရင်တူးနေတယ်နှစ်သိန်းလုံးကိုကြည့်မယ်ဆိုရင်ဒီဘွက်ကပြောမယ်ဆိုရင်အနိုင်ရရှိဖို့အာလိုအပ်တယ်ဒီနေရာမှာဒီဘောနဲ့နဲ့အသင်းကိုကြည့်မယ်ဆိုရင်ဇယားထိုက်တဲ့နံပါတ်အခွင့်အရေးလဲပိုင်ဆိုင်အောင်မယ်ဒီနေရာဘယ်အသင်းကအခွင့်အရေးကိုအရယူသွားနိုင်မလဲအဲစောင့်ကြည့်ရမယ် ဒီနေရာမှာစပောက်ကိုကြည့်မယ်ဆိုရင်ဒီဟာဒီသူတို့အင်ကွင်းပုံစံကိုကြည့်မယ်ဆိုရင်လုံးဝကျွန်တော်ဒီကောင်းနေခြင်းတော့မရှိဘူးစပောက်ကိုကြည့်မယ်ဆိုရင်ဒီဟာဒီပတိမြားလေးမှာဆိုရင်သူတို့ကအင်ကွင်းမှာဆိုရင်တပွဲတာနိုင်ထားတယ်၃ပွဲအထိရှုံးထားတယ်ပြီးခဲ့တဲ့ကျွန်တော်ဒီပွဲစဉ်မှာဆိုလဲသူတို့ကချယ်ဆီကိုအင်ကွင်းမှာဆိုရင်ထပ်ပြီးတော့ရှုံးခဲ့တယ်စပောက်ကိုကြည့်မယ်ဆိုရင်ဒီဟာဒီပတိမြားလေးမှာဆိုသူတို့တင်းရဲ့အင်ကွင်းပုံစံကလုံးဝကျွန်တော်ဒီကောင်းနေခြင်းမရှိဘူးတကယ်မှအခြေအနေဆိုးနေတာတွေ့ရတယ်အင်ကွင်းမှာဆိုရင်တကယ်မှပုံစံပုံစံကောင်းတစ်ခုရမနေဘူး အဲ့လိုပဲ United ကိုကြည့်မယ်ဆိုရင်သူတို့တင်းရဝေကင်းကစားဝေကင်းပုံစံကိုကြည့်မယ်ဆိုရင်ကောင်းမနေဘူး United ကိုကြည့်မယ်ဆိုရင်ဒီဟာတိပရီးမီးယားလိမှာဆိုရင်ကျွန်တော်တို့ဒီအဝေကွင်းမှာဆိုရင်တပွဲသာနိုင်ထားတဲ့ဒီနေရာမှာဘာမှမနဲ့ပွဲအဝေကွင်းပွဲနိုင်ထားတယ် Channel ပွဲနှစ်ပွဲမှာဆိုရင်သူတို့ကနှစ်ပွဲသေးကြနှစ်ပွဲအထိရှုံးထားတယ် United ကိုကြည့်မယ်ဆိုအဝေကွင်းမှာဆိုရင်သူတို့ကပေါ်စကောင်းတစ်ခုရမနေဘူးဒီနေရာမှာဆိုအင်ကွင်းမကောင်းတဲ့အသင်းနဲ့အဝေကွင်းမကောင်းတဲ့အသင်းတွေ့ကြမယ်ဆိုတော့ဘယ်အသင်းနိုင်သွားမလဲအဲစောင့်ကြည့်ရမယ် မတဲ့လို့ကြည့်မယ်ဆိုရင်ကစားပုံနေရအောင်မယ်ဆိုရင်တိတ်ပြီးတော့ကျွန်တော်တို့ဒီခြေစွမ်းဖက်ကြည့်မယ်ဆိုရင်ကိုဟာချင်းတော့မရှိဘူးအများကြီးကျွန်တော်တို့ဒီမရှိဘူးဒီနေရာမှာဆိုရင်ဘယ်သိမ်းနိုင်မလဲအာပြောရတာခက်တယ်ယူနိုက်တက်ကိုကြည့်မယ်ဆိုရင်ပြမယ်ဆိုရင်ဒီပွဲကပို့ပြီးတော့အနိုင်ရရှိဖို့ရကလိုအပ်တယ်အာဘာလို့လဲဆိုတော့တက်ကိုကြည့်မယ်ဆိုရင်သူကစပောက်ကိုမတိုင်တာကကြားလာပြီစပောက်ကိုကြည့်မယ်ဆိုရင်နောက်တက်ကိုအောင်မယ်ဆိုရင်သူကနောက်ဆုံးထပ်တဲ့ခုနှစ်ချိန်မှာဆိုရင်၅ချိန်ထိနိုင်တယ်၂ချိန်တည်ကြတယ်ပြီးခဲ့တဲ့ရာသီမှာဆိုရင်တရားလီတက်မှတဲ့သူက၄ပွဲစလုံးအကုန်လုံးစပောက်ကနိုင်သွားတယ် ယူနိုက်တက်ကိုကြည့်မယ်ဆိုရင်အဲ့ဒီအချိန်မှာဆိုရင်တို့ကအမှတ်လဲလိုတယ်ဒါအပြင်တစ်ဖက်ကကျွန်တော်စပါးနဲ့စကြင်ဆိုးတို့ကမှတ်တမ်းဆိုးတို့အာချစ်ဖြတ်ဖို့လိုအပ်ပြီးယူနိုက်တက်ကိုကြည့်မယ်သူဘာမှဆိုရင်တို့ကရမယ်ဆိုအနိုင်ရရှိပို့ပြီးတော့လိုအပ်တယ်ဒီနေရာမှာဆိုရင်အင်ကွင်းမကောင်းတဲ့အတင်းနဲ့ဝိုကင်မကောင်းတဲ့အတင်းတွေးကြမယ်ဘယ်တဲ့နိုင်မလဲအဲစောင့်ကြည့်ရမယ်ဒီပွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်စနေနေ့ည9:00နာရီမှာကစားမယ်နောက်တော့ပွဲကိုကြည့်မယ်ဆိုရင်ဒရင်းကွန်းနဲ့ကျွန်တော်မနက်ခင်းအာည7:00နာရီမှာတီမာကန်မဲ့တစ်ဖက်ကကျွန်တော်7:00နာရီနဲ့အာဆင်နယ်ရဲ့ပွဲဖြစ်တယ် စတာလိုင်းကိုကြည့်မယ်ဆိုရင်ဒီဟာဒီမှာဆိုရင်တကယ်တော့ပိုစကောင်းရနေတဲ့အသင်းဖြစ်တယ်ဒီပရီးမီးယားလိမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီအသင်းကြီးဖြစ်တဲ့ဆပါ Chelsea ပြီးတော့ကျွန်တော် United ဒီအသင်းနဲ့ထက်ကွဲမှုဆိုရင်စတာလိုင်းကရောက်နေတဲ့စတာလိုင်းကိုကြည့်မယ်ဆိုရင်ဒီဟာဒီမှာဆိုရင်တကယ်မှာသူတို့အသင်းရဲ့ကျွန်တော်တို့ဒီခြေစွမ်းကအကောင်းနေတယ်ဒီနေရာမှာဆိုရင်နီးပြအပြင်ဂလာမားတွေရဲ့ကျွန်တော်တို့အားထုတ်မှုဒါတွေမှာဆိုရင်တကယ်မှာစတာလိုင်းက တော်တော်လေးကျွန်တော်ဒီကောင်းနေတာတွေ့ရတယ်ဒီနေရာမှာဆန္ဒလမ်းကိုကြည့်မယ်ဆိုရင်သူတို့ကကျွန်တော်အင်ကွင်းမှာအာဆင်နယ်ကိုလက်ခံကစားမယ်ဒီနေရာမှာဆိုအာဆင်နယ်ကကျွန်တော်တို့ကစားမောင်းဖြစ်တဲ့ရှာကောင်ကိုကြည့်မယ်ဆိုရင်သူ့ရဲ့အသင်းဟောင်းနဲ့ပြန်ပြီးတော့ရင်ဆိုင်ရမယ်အာဆင်နယ်ကိုကြည့်မယ်ဆိုရင်ဒီဘက်ကမဆိုတာအကြည့်လွယ်ကူကူရကတော့မရှိလောက်ဘူးဆန္ဒလမ်းကိုကြည့်မယ်ဆိုရင်တကယ်မှအသင်းကောင်းဖြစ်တယ်ဒါပြင်ဆန္ဒလမ်းကိုကြည့်မယ်ဆိုရင်နောက်တန်းမှာဆိုလည်းသူတို့ကတကယ်မှပေကိုနဲ့နေရာတွေ့ရတယ်ပရီးမီယာလိပရီးမီယာလိကျွန်တော်ဒီစပွဲမှာဆိုရင်သူတို့ကနောက်တန်းကရှစ်ခိုးတာပြီးထားတဲ့ဆန္ဒလမ်းကိုကြည့်မယ်ဆိုရင်နောက်တန်းကိုကြည့်မယ်ဆိုရင်တကယ်မှကျွန်တော်တို့ဒီ ကောင်းနေတာတွေ့ရတယ်ဒီနေ့မှာအာဆင်နယ်ကိုကြည့်မယ်ဆိုရင်ဒီပွဲကရောမယ်ဆိုတော့တကယ်တော့အနိုင်ရရှိဖို့လိုရတယ်မစ္စတာဟာဂျီရဲ့အကူနေခြင်းမရှိဘူးအာဆင်နယ်ကိုကြည့်မယ်ဆိုရင်ပြမယ်ဆိုရင်ဒီပွဲကနိုင်တဲ့နဲ့ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်ဒီမန်စီးနဲ့လိုဘူးတွေ့မယ်မစ္စအဲ့ဒါကိုကျွန်တော်အခွင့်အရေးယူပြီးအဖတ်ဖြစ်ဖို့ဆက်ပြီးကျွန်တော်ဒီစ조사မယ်ဒီနေရာမှာဆိုရင်ကျွန်တော်ရဲ့အမြင်အမှတ်ဆိုရင်အာဆင်နယ်ဒီပွဲမှာဆိုရင်ခက်ခဲဖို့ရှိတယ်ဒီနေရာမှာဆိုရင်နိုင်ဖို့နိုင်မှာတော့နိုင်ဖို့ရကျွန်တော်ဒီရှိတယ်ဒီနေရာမှာခက်ခဲဖို့ရကျွန်တော်ဒီရှိတယ် ကိုကြည့်မယ်ဆိုတာကြီးပြဖို့ရကတော့ကျွန်တော်ဒီမမြင်လာဘူးဒီနေရာမှာဆိုရင်အာဆင်နယ်ကိုကြည့်မယ်ဆိုရင်နိုင်မယ်ဆိုရင်လည်းဂိုးဂိုးတော့မဆိုရင်တာကြီးတော့မပြက်လာဘူးပြမယ်ဆိုရင်ကျွန်တော်တို့ဒီ 1C ဘာည 1C 2C ဆိုအဲ့လောက်ပဲကျွန်တော်တို့ဒီသွားဖို့ကျွန်တော်တို့ရှိတယ်ဒီနေရာမှာခက်စစ်ကိုကြည့်မယ်ဆိုရင်ကလန်ရှိထပ်ပြီးတော့ထိန်သိမ်းအောင်မလားအဲစောင့်ကြည့်ရမယ်ဒီဘောကိုကြည့်မယ်ဆိုရင်အာဆင်နယ်ကကျွန်တော်အဝေးကွင်းမှာဆိုရင်ကစားရမယ် ပွဲဆိုတကယ်မခက်ခဲတဲ့ပွဲဆိုတဲ့ပွဲဖြစ်မှာကတော့အသေးချာပဲပွဲချင်းကိုကြည့်မဆွတ်နိုင်မှာကြံမယ်ဆိုတော့ဒီပွဲကကျွန်တော်အစနေကျွန်တော်တို့ဒီပွဲနောက်တစ်ပွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့နှစ်နိုင်ညနေနိုင်ပွဲမှာကြံမယ်တင်းငွေတွေကျွန်တော်ဒီမနက်ခင်းနိုင်ပွဲမှာကြံမယ်တစ်ပွဲကကျွန်တော်ဒီချယ်ဆီနဲ့ဟိုပါတန်ရဲ့ပွဲစဉ်ဖြစ်တယ်ဒီပွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီချယ်ဆီကအင်ကွင်းမှာဆိုရင် အလက်ခံကစားမယ်ဒီမဲ့ဆိုရင်ကျွန်တော်တို့ဒီ Chelsea ကဒီဘွဲကမစတားချက်ခဲကိုရာကတော့မရှိဘူး။ဒီမဲ့ဆိုတကယ်မှလွယ်ကူတဲ့ပွဲစဉ်ဖြစ်မှာကတော့အသေးချာပဲ။ Overhaden ကိုကြည့်မဲ့ဆိုရင်ပရီးမီးယားလိမှာဆိုရင်သူတို့ကလုံးဝနိုင်ပွဲမရှိဘူး။ဒီနေရာမှာဆိုရင် သက်ပွဲတည်ကြတယ်ရှစ်ပွဲအထိရှုံးထားတယ်ဒါအပြင်သူတို့တင်းရဲ့ကျွန်တော်ဒီကစားပုံအပြင်ကြည့်မယ်ဆိုရင်လုံးဝကျွန်တော်ဒီကောင်းတယ်ဒါအပြင်ဒီပြကိုကြည့်မယ်ဆိုရင်အထုတ်ခံထားရတယ်ဘဘာဒန်ကိုကြည့်မယ်ဆိုရင်အမဲဆိုတကယ်မှအတက်ပြက်ပြီးတော့တိုင်ပတ်နေတဲ့အတင်းဖြစ်တယ်။လက်ရှိချိန်မှာသူတို့ဆိုတော့ MPC ရဲ့အဆင့်20မှာဆိုရင်ရောက်နေတယ်။ Chelsea ကိုကြည့်မယ်ဆိုရင် Air Queen အဲ့လိုမျိုးအတင်းကိုသူတို့က Air Queen မှာလက်ခံကစားမယ်။ဒီနေရာမှာ Chelsea ကိုကြည့်မယ်ဆိုရင်ပြောမယ်ဆိုရင်နိုင်မှာကတေးကြတယ်။ပြောမယ်ဆိုရင် goal ပြတ်မလန်းပြတ်ဘူးလား။ အဲစောင့်ကြည့်ရမယ်ဒီနေရာမှာခြေစိုးကြည့်မယ်ဆိုရင်ပြမယ်ဆိုရင်ဂိုးပြတ်ဖို့တကယ်မှခွင့်ရများတယ်ဒီနေရာမှာဆိုရင်မပြတ်ဘူးဆိုရင်ကျွန်တော်တို့ဒီသုံးဂိုးပိုင်ချက်ပြဖို့ကတကယ်မှခွင့်ရများတာတွေ့ရတယ်ဒီနေရာမှာခြေစိုးကြည့်မယ်ဆိုရင်အကွဲမှာဆိုရင်တို့ကနိုင်ပွဲထက်ပြီးတော့ဆက်လဲအောင်မယ်ပြမယ်ဆိုရင်ဂိုးပြတ်မလားပြတ်ဘူးလားဒါပဲကျွန်တော်တို့ဒီစောင့်ကြည့်ရမယ်နောက်တော့ဘွဲကိုကြည့်မယ်ဆိုရင်ဒီတစ်ပတ်ကျွန်တော်ပုံမြင်ပြီးဒီနောက်တစ်ပွဲကတော့ကျွန်တော်ဒီတစ်ပတ်ကျွန်တော်ဒီကောင်းဆုံးပွဲစဉ်ဖြစ်တဲ့မန်စီးနဲ့လီဗာပူးရဲ့ပွဲဖြစ်တဲ့ဒီပွဲကိုကြည့်မယ်ဆိုရင်တရင်းကုန်နေည 17နိုင်မှာကစားမယ်မန်စီးတီးရဲ့အင်ကွင်ဖြစ်တဲ့ Etihad မှာကစားကြမယ်ဆိုတော့ဒီပွဲကိုကြည့်မယ်ဆိုရင်တကယ်ပေါ်မှာကျွန်တော်တို့ကြည့်ကောင်းမှာကတော့အသေးချာပဲနှစ်သင်းလုံးကိုကြည့်မယ်ဆိုရင်ချစ်သုံးကိုလည်းပြန်ပြီးတော့ရနေတဲ့မန်စီးတီးကိုကြည့်မယ်ဆိုရင်ပရီးမီးယားလိမှာဆိုရင်ဘောမောက်ကို3-1နဲ့ကိုပြက်လိုက်တယ်ဂျာယက်မှာဆိုရင်ဒေါ်မွန်ကို4-1နဲ့ကိုပြက်နိုင်ခဲ့တယ်တစ်ပတ်ကလည်းဘာဘို့ကိုကြည့်မယ်ဆိုလဲအဲတိုင်းပဲလဘာဘို့ကိုကြည့်မယ်ဆိုရင်ပြီးကြတဲ့ကျွန်တော်တို့ဒီရှေ့ပွဲစဉ်တွေမှာဆိုရင်ရှုံးနေဆိုရင်လည်းပြီးကြတဲ့နှစ်ပွဲမှာဆိုရင်တို့ကချစ်သုံးပြပြတစ်ပတ်လုံးကျွန်တော်နိုင်ထားတွေ့ရတယ် လဘာဖို့ကြည့်မယ်ဆိုရင်ပရီးမီးယားလိပါဆိုရင်သူတို့က Aston Villa ကို2-0နဲ့9နဲ့ဒါအပြင်ကျွန်တော်ဒီဂျိုင်းမှာအဆိုရဲကိုသူတို့က1-0နဲ့နိုင်ခဲ့တာတွေ့ရတဲ့အဲ့ဒါပုံမှန်ဆိုရင်လဘာဖို့ကျွန်တော်ဒီခြေစွမ်းကိုကြည့်မယ်ဆိုရင်တကယ်တော့ကျွန်တော်ခြေစွမ်းကောင်းခဲ့တာတွေ့ရတဲ့ဒါအပြင်သူတို့တည်းရဲ့နောက်တန်းကိုကြည့်မယ်ဆိုရင်ကျင်းရှိတဲ့ပွဲလုံးယူခဲ့တာတွေ့ရတဲ့နောက်တန်းကိုကြည့်မယ်ဆိုရင်ပြန်ပြီးတော့ကျွန်တော်ဒီပုံစံကောင်းတွေပြန်ပြီးတော့ရှားနေတယ်ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်ဒီကော်နာဘလက်လေးပြီးတော့ကျွန်တော်ဒီကော်နာတေဘန်ဒါရောဘတ်ဆန် ဒီ super ကိုကြည့်မယ်ဆိုရင်ပြန်ပြီးပိုစကောင်းတွေပြန်ပြီးတော့ရနေတာတွေ့ရတယ်။ဒါပါဖို့ကြည့်မယ်ဆိုရင်တကယ်မှတို့အတင်းရဲ့ခြေစွမ်းကပြန်ပြီးတော့ကောင်းလာတယ်။ Man City ကိုကြည့်မယ်ဆိုရင်ဒီဘက်ကအမဲဆိုရင်အနိုင်ရရှိဖို့အာလိုအပ်တယ်။ပြီးကြတဲ့နှစ်မှာဆိုရင်ဒါပါဖို့ကျွန်တော် Man City ကိုနှစ်ကျော်လုံးအမဲဆိုရင်အနိုင်ထားတယ်။ Man City ကိုကြည့်မယ်ဆိုရင်ပြီးကြတဲ့ကျွန်တော်နှစ်နှစ်တွင်းမှာဆိုရင်ဒါပါဖို့ကိုအမဲဆိုရင်တစ်ခါမှမနိုင်ဘူး။နှစ်ကြိမ်တည်ကြိမ်နှစ်ကြိမ်တိတိရှုံထားတာတွေ့ရတယ်။ဒီစီမှာ Man City ကိုကြည့်မယ်ဆိုရင်ထွက်ကဒါပါဖို့ကိုပြန်ပြီးတော့အနိုင်ရရှိဖို့ရကတော့အာလိုအပ်ပြီးဒီနေရာမှာဆိုရင်အနိုင်ယူနိုင်မလား။အဲစောင့်ကြည့်ရမယ်။ လဘာဘူးကြည့်မယ်ဆိုရင်ကျွန်တော်ဒီမန်စီးတီးကိုအများကြီးဒုက္ခပေးတဲ့အဆင်နာတစ်ခုအဲရှိပြီးသားဒီနေရာမန်စီးတီးကောင်းပါတယ်ဆိုရင်တစ်တည်းမှာလည်းဘာဘူးကအများကြီးဒုက္ခပေးတဲ့အဆင်နာတစ်ခုတော့ရှိတယ်ဒီနေရာမှာလဘာဘူးကျွန်တော်ဆိုအဲဆင်နာကိုဆက်ပြီးတော့ထိနိုင်မလားအဲစောင့်ကြည့်ရမယ်အာနက်စလော့ကိုကြည့်မယ်ဆိုရင်သူကခွာယူသူကတချင်တီးနိုင်ထားတယ်ဒီနေ့ပြီးခဲ့တဲ့နှစ်မှာဆိုရင်2 2 2စီနဲ့နိုင်ထားတာတွေ့ရတယ်ဒီနေရာမှာစီးတီးကိုကြည့်မယ်ဆိုရင်အင်ကွေးမှာဆိုရင်လဘာဘူးကရောမယ်ဆိုရင်အနိုင်ရရှိဖို့လိုအပ်တယ်ဒီနေရာမှာဆိုရင်တည်ကြမယ်ဆိုရင်တစ်ခါကျွန်တော်ဒီအာဆင်နာရောမယ်ဆိုရင် စသွားလိမ့်မယ်ဒီနေရာမှာဆိုရင်ဘယ်တင်ခဲ့ပြမယ်ဆိုရင်နိုင်မလဲစောင့်ကြည့်ရမယ်ဒီဘွားကိုကြည့်မယ်ဆိုရင်ပြမယ်ဆိုရင်အာတကယ်လို့ကျွန်တော်တို့ဒီခံမရခက်တဲ့ဒီနေရာဘယ်အသင်းနိုင်မလဲခံမရခက်တဲ့ပြမယ်ဆိုရင်50 50စီပဲမန်စီးတီးမှာဆိုရင်ကျွန်တော်တို့ဒီအင်ကွင်းအာတာချက်ရှိတယ်ဒါအပြင်ဟာလန်ကိုကြည့်မယ်ဆိုရင်ဂိုးတွေစတိုက်သွင်းနေတယ်ပြီးတော့သူ့နောက်မှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီဒိုကူချာကီဖိုဒန်သူတို့ကိုကြည့်မယ်ဆိုရင်ပုံစံကောင်းတွေပြန်ပြီးတော့ပုံစံကောင်းတွေမှာဆိုရင်ပြသနေတာတွေ့ရတယ် ဒီနေရာမှာမယ်စတီကိုကြည့်မယ်ဆိုရင်အင်ကွင်းမှာဆိုရင်အာတာချက်တော့ရောက်မယ်ဆိုရင်ရှိတယ်။ဒါပေမဲ့လဘာဘိုးကိုကြည့်မယ်ဆိုရင်လုံးဝကျွန်တော်တို့ဒီအင်ကွင်းဆိုပြီးတော့အဲရှော့တော့လို့မရဘူး။ဒီနေရာမှာသူတို့ကိုကြည့်မယ်ဆိုရင်တကယ်မှအစိတ်ရှိရအသင်ဖြစ်တယ်။သူတို့မှာဆိုရင်တကယ်မှပလေယာကောင်းတွေအများကြီးရှိတယ်။ဒါအပြင်ဒီပြကိုကြည့်မယ်ဆိုရင်ဆလော့ဖြစ်တယ်။ဒီနေရာမှာလဘာဘိုးကိုကြည့်မယ်ဆိုရင်မယ်စတီအင်ကွင်းမှာဆိုရင်ဘယ်လိုမျိုးကျွန်တော်တို့ဒီအာလာပြီးတော့ရင်ဆိုင်ကစားမလဲစောင့်ကြည့်ရမယ်။ဘာယိုကြည့်မယ်ဆိုရင်အမဲဆိုရင်သူကအာ master plan ခုခုရှိမလားအဲကြည့်ရမယ် ဒီဘွဲကိုကြည့်မယ်ဆိုရင်တကယ်မှကျွန်တော်တို့အချိန်ညာရှိမှာကအသေးချာပဲနှစ်သင်းလုံးကိုကြည့်မယ်ဆိုရင်တကယ်မှပုံစံကောင်းနေပြန်ပြီးတော့ရားနေတယ်မန်စီးတီးကိုကြည့်မယ်ဆိုရင်အမဲဆိုရင်အင်ဂွင်းအသာချက်တော့ရှိတယ်ဒါကိုအသုံးချလိုက်ပါဘူးကိုရမယ်ဆိုရင်အလဲထုံးမလားအဲစောင့်ကြည့်ရမယ်ဒီဘွဲကိုကြည့်မယ်ဆိုရင်ဒရင်ဂူရီညစတန်နေမှာကြံမယ်ဆိုတော့ကျွန်တော်တို့အားလုံးပဲလောက်ပဲကျွန်တော်တို့ဒီကောင်းတော့နေလေးပါစေ see you next video ပဲ